MPN Indonesia မှာ on net ကိုရပ်တန့်ပေးမယ်အတင်ရမရှိတော့ဘူးလားဟုတ်ပါရဲ့ကျွန်တော် MPN Indonesia season 6ရဲ့ဝိစေပြီးမှာတော့ ranking table ရဲ့ number 1မှာဦးဆောင်ဆဲပဲဖြစ်တဲ့အတင်ရတော့ on net ပါပဲဒီ on net ကဆိုလို့ရှိရင်ဒီ MBN Indonesia season 60မှာ7ပွဲဆော့တာအောင်7ပွဲလုံးအနိုင်နဲ့ဒီ assist တက်မှာတော့ရက်တီသေးပဲဖြစ်ပါတယ်အစ်စ်နှစ်မှာဆိုလို့ရှိရင်တော့ Bergaro Alpha ကိုတွေ့ရမှာဖြစ်ပြီးတော့10ပွဲဆော့ထားပြီးတော့10ပွဲနိုင်10ပွဲရှုံးတယ်အစ်စ်နှစ်မှာရက်တီနေပါတယ်အစ်စ်သုံးမှာဆိုလို့ရှိရင်တော့ season တိုင်း season တိုင်းမှာရည်ကြီးနေသေးဖြစ်တဲ့ AE ကတော့ဒီ season မှာတော့ ကျွန်တော်တို့ကိုဒီမျက်စိဝေဝါးသွားလောက်အောင်အမြင်နေမှားလောက်အောင်လို့နှစ်ခေါက်ပြန်ပြီးကြည့်ရလောက်တဲ့အခြေအနေဒီဖြစ်တဲ့ဒီအဆင့်သုံးဆိုတဲ့နေရာကိုလည်းရက်တည်ထားသေးပါပဲဒီ AE ရဲ့အောက်အဆင့်လေးကိုလည်းဒီခါတိုင်းခါတိုင်းစီစဉ်နေမှာဆိုလို့ရှိရင် play off ကိုမတက်တဲ့ဂျီဝယူနိုက်တက်ကလည်းရော AE ရဲ့အောက်ဖြစ်တဲ့အဆင့်လေးမှာရက်တည်နေတာကိုတွေ့ရပါတယ်ဒီအဆင့်၅မှာဆိုလို့ရှိရင်တော့ M1 World Champion ရှေ့ Champion ဖြစ်ခဲ့တဲ့ Epoch Gloria ဆိုလို့ရှိရင်စတပွဲစော၅ပွဲနိုင်၆ပွဲရှုံးတဲ့ဒီအဆင့်၅မှာရက်တည်နေပြီးတော့ ဆင်း6မှာဆိုလို့ရှိရင်တော့နာဗီကိုတွေ့ရမှာပဲဖြစ်ပါတယ်နာဗီကလည်း Epoch Glory လိုပဲ7ပွဲဆော့ထားပြီးပြီး9ပွဲနိုင်6ပွဲရှုံးနဲ့အဆင်း6မှာရက်တိနေရာကိုတွေ့ရပြီးတော့ဆက်ခွန်မှာဆိုလို့ရှိရင်တော့ဘီယင်းကြီးလိုပြောစမတ်တွင်ခဲ့တဲ့ RQ ကိုရှိရဆိုလို့ရှိရင် MPN Indonesia Season 6D မှာဆိုလို့ရှိရင်တော့တော်တော်ရည်ကြီးနေတဲ့အသင်းလို့ပြောရမယ် ခဲ့ဒါဆိုလို့ရှိရင်တော့ Ambientonia Series 3ရဲ့ Champion တော့ကျွန်တော်တို့ရဲ့ Honor Esport ပဲဖြစ်သွားမလားဒါမှမဟုတ်သူ့အောက်မှာရှိတဲ့ Background Ever ဖြစ်မလားဒါမှမဟုတ်ကျွန်တော်တို့ဒီ AE အမြဲရည်ကြီးနေတဲ့ AE အတွက်ဒီ Ambientonia Series 3ရဲ့ Grand Final ကိုတက်ဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်သွားမလားဆိုတော့ကြမ်းရှိနေရဲ့ဝီတွေ Playoff တွေမှာဆက်ဆောင်ကြရမှာဖြစ်ပါတယ် AE ကတော့ Playoff တက်တာ တရားပိုက်ပဲဖြစ်ပါတယ်။တချို့ချို့သောအဝါရောင်အသစ်ဖြစ်တဲ့ One Indonesia မဟုတ်တဲ့ RQ ကတော့ Playoff တက်ဖို့ဆိုတာမတိကျတော့တော့ရှိသွားပြီဖြစ်ပါတယ်။ကဲကျွန်တော် eSport ကြောင့်ပြန်လည်တက်ဆက်ပေးနေရဲ့ဝေးပဲဖြစ်ပါတယ်ဗျ။အဲကျွန်တော် YouTube Channel လေးကိုလည်း Subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုနဲ့တူပဲပြန်လာခဲ့ပါမယ်ဗျ။ See you guys